အားလုံးပဲမင်္ဂလာပါဒီနေ့ကိုရင်ဟာ wifi ကိုတခြားလူတွေအသုံးပြုနေတယ်ဆိုရင် အသုံးပြုလို့မရအောင် wifi ဘလော့တဲ့နည်းလမ်းလေးကိုပြောပြပေးပါမှာဖြစ်ပါတယ်ခင်ဗျပြီးွားရင်အကောင့်မှာ telegram admin password မှာ admin telegram ပေါ့နော်ဒီနေရာမှာတခုရှိရယ် wifi router လေးကို login ဝင်မယ်ဆိုရင် तू ကတစ်ခါဝင်တစ်ယောက်ပဲဝင်လို့ရတယ်နော်ဖုန်းနှလုံးကတစ်ပြိုင်တည်းဝင်တာတို့ဖုန်းမှာဝင်ပြီးကွန်ပျူတာမှာဝင်တာတို့ဆိုရင်ဝင်လို့မရပါဘူး ဘာကွန်ဖစ်မမလုပ်ခင်အရေးကြီးဆုံးတစ်ချက်မဖြစ်မနေလုပ်ရပါမယ်။ router ရဲ့ config file ကို backup ပြုလုပ်ရပါမယ်။ backup မပြုလုပ်ထားရင်ကို click လိုက်လို့တစ်ခုခုဖြစ်သွားရင် internet access မရပဲဖြတ်သွားပါလိမ့်မယ်နော်။ဒီ wifi ရဲ့ password ပြောင်းလာလေးတစ်ချက်ပြောပြမယ်ဗျာ။ wlan နဲ့ကိုဝင်လိုက်ပါ။ဒီမှာအရေးကြီးဆုံးတစ်ချက်က enable ssid ကိုအမှန်ကြီးသွားဖြုတ်လို့မရဘူးခင်ဗျာ။ အမှန်ကြီးသွားဖြုတ်လို့ရှိရင် wifi ကဘာနာမည်မှမပေါ်လို့ခင်ဗျာ internet လည်းသုံးလို့မရပဲဖြစ်သွားမယ်เนาะအဲကြရင်ကွန်ပျူတာနဲ့ network ကြိုးထိုးပြီးတော့ configuration ပြန်လုပ်နေရပါမယ်ဒီ enable ssi တွေကိုလုံးဝအမှန်ကြီးဖြုတ်လို့မရပါဘူးပြီးွားရင် network accessory device မှာကျွန်တော်က၅လုံးပဲကန့်ထားတယ်ခင်ဗျာကိုအိမ်နဲ့တစ်ချက်ချိန်ပေါ့เนาะအိမ်မှာလူက၃ရောက်လောက်ပဲရှိရဆိုရင်၅လုံး၆လုံးလောက်ထားရတာပိုကောင်းပါတယ် default ဆိုရင်23လုံးလားမသိဘူးပါတယ်ခင်ဗျာเนาะအဲ့လောက်ကြီးထားဖို့မလိုပါဘူးအဲ့တော့မလိုလားအဲ့ဘယ်နဲ့ကိုယ့်ရဲ့ wifi ကိုတခြားလူတွေ အသုံးပြုနိုင်ပါတယ်။ကိုကအိမ်မှာ၃ရောက်ဆိုရင်၅လုံးလောက်ပဲထားတာဧည့်သည်တွေတကယ်ချင်းလာရင်သုံးလို့ရအောင်ပေါ့နော်။တကယ်လို့လူနည်းနည်းများရင်တော့နည်းနည်းများများပို့ထားပေါ့။အားလေးရှိမယ်။ဒါလို့ password ပြောင်းနေရင် WPA PreShaggy မှာကြိုက်တဲ့ password ပေးပြီးပြောင်းလို့ရပါတယ်။ကိုရဲ့ Wi-Fi ကိုတခြားလူတွေသုံးနေရဆိုရင်ဘလော့တဲ့နေကိုအခုစပြောတော့ပါမယ်။ထိတ်ဆုံးက status ဆိုတဲ့တထဲကိုဝင်လိုက်ပါ။ပြီးွားရင် user device information အဲ့မှာအကုန်တွားကြည့်လို့ရတယ်ခင်ဗျာ။ကိုရဲ့ Wi-Fi မှာ တယောက်သုံးလဲဆိုတာအသေးစိတ်ပေါ်လာပါတယ်အပေါ်မှာမုတ်က black လေးဖြစ်နေရပေါ့နော်ဒီနေရာမှာ white လေးလည်းရှိသေးတယ် white လေးကိုရွေလိုက်လို့ရှင် wifi အဲ့တလုံးပဲသုံးလို့ရတော့မှာခင်ဗျာနော်အဲ့တော့ white လေးကနည်းနည်းအလုံးရှုပ်တာဖြစ်တဲ့အတွက် white လေးကိုမလုပ်ပါနဲ့ black လေးကိုပဲလုပ်ပါနော် white လေးကဘယ်လိုမျိုးလဲဆိုရင်အိမ်မှာလူ၃ယောက်ရှိလို့၃ယောက်လုံး white list ပေးလိုက်လို့ရှင်အဲ့၃ယောက်ပြင်တခြားပေဒဗိုက်တွေဘသူတွေမှထပ်ပြီးတော့သုံးလို့မရဘူးခင်ဗျာကိုကတကယ်လို့ဖုန်းတက်တွေပါရယ်ဝယ်ချင်အောင်မှချိတ်လို့မရဘူး ပို့ပြီးတော့ config file နဲ့ကိုပြန်ပြီးတော့ MAC ကိုပြန်အပ်နေရပဲပေါ့နော်အလုပ်လျှုပ်သွားပါလိမ့်မယ်ဒီနေရာမှာ black လေးကိုပဲတုံးပါ white လေးကိုတော့မတုံးပါနဲ့ normal mobile phone change နေပါပြီဆိုရင် apply ကိုနှိပ်လိုက်ပါပြီးွားရင် state ထဲက user device information နဲ့ကိုပြန်သွားပါမယ်လို black လေးကိုပြန်ပြင်ရင်လည်းအလွယ်ပါလေဒီ browser မှာဝင်နေဟာရောကျွန်တော်ပြန်မပြတော့ဘူးပေါ့နော်ဒီ security ready တဲ့က WLAN MAC filter configuration နဲ့မှာ black လေးလောက်ထားတဲ့ကောင်လေးကို ဆက်လက်ပေးပြီးတော့ delete apply ကိုနှိပ်လိုက်မယ်။ဒါဆိုရင် blur လာတာတော့မရှိတော့ဘူးပေါ့နော်။